လူအဖွဲ့အစည်းရဲ့နယ်ပယ်အသီးသီးမှာပညာရှင်လိုအပ်တယ်ဆိုတာအမှန်ဖြစ်ပါတယ်။ဒါပေမဲ့ပညာရှင်ဆိုတဲ့သူတွေဟာ အမှန်အမှန်အစိုးအကောင်ကို ပိုင်းဖျားစိတ်ဖျားသုံးသပ်နိုင်မှပညာရှင်လို့ဆိုရမှာပါ။အမှန်တရားကိုစန့်ကျင်ပြီးကိုကိုကျိုးကိုထိခိုက်နစ်နာမှာစိုးတာနဲ့လိမ့်လဲလှဲ့ဖျားဖို့ဝင်မလေးတဲ့ပညာရှင်တွေလည်းရှိကြပါတယ်။ဒီလိုပညာရှင်တွေပညာတတ်တွေဖောက်ပြန်ရင် ပုံမှုဆိုးဝါးပြီး တာမန်လူတွေတက်ပိုမိုလိန်လေလှဲ့ပြားတတ်ပါတယ်ယနေ့ခေတ်နိုင်ငံအသီးသီးမှာပညာရှင်များအဖွဲ့ Think Tank ဆိုတာဖွဲ့စည်းကြပြီးမြန်မာမှာလည်းအမျိုးသားယဉ်ကြားစရေးကာလလို့ခေါ်တဲ့2017ကစပြီး Think Tank ဆိုတာနဲ့ယဉ်ပါခဲ့ပါတယ်2021စစ်အာဏာသိမ်းပြီးတဲ့နောက်အကြံပေးအဖွဲ့ဆိုတာကို ပါရဂူဘွဲ့ရအနောက်တိုင်းပညာတတ်တို့နဲ့ဖွဲ့စည်းပါတယ်။ယခုနှစ်2025မတ်လမှာလဲမြမပုံရိပ်ဖော်ညွှန်းရေးအဖွဲ့မြန်မာနရတစ် Think Tank ဆိုတဲ့ပညာရှင်အမေရိကန်အဖွဲ့ပေါ်လာတာတွေ့ရပါတယ်။ January 14ကဖွဲ့စည်းခဲ့ပြီးမတ်လ22ရက်ကနေပြည်တော်မှာလှုပ်တဲ့2025အလွန်ဗဟုဝင်ရိုးကဘာတွင်မြန်မာနိုင်ငံကြုံတွေ့လာရမယ့်စိန်ခေါ်မှုနဲ့အခွင့်အလမ်းများသုံးသပ်ဆွေးနွေးပွဲမှာ ဒီအဖွဲ့ကိုပွဲထုတ်လာပါတယ်ဒီဖိုရမ်မှာစစ်ကောင်းဆောင်မင်းအွန်လိုင်းအဖွဲ့မိန့်ခွန်းပြောပြီးပြည်ပနိုင်ငံကဖိတ်ကြားသူတချို့နဲ့စစ်ကောင်းစီအကြံပေးတချို့တက်ရောက်လာပါတယ် MNTD ကိုအရင်ဦးသိန်းစိန်ခေမြန်မာနိုင်ငံငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးလုပ်ငန်းဘုတ်ဌာနစစ်တပ်ကဖွဲ့စည်းထားတဲ့တင်းနေကဗျူဟာလေလာရေးအဖွဲ့နိုင်ငံသားရေးဝန်ကြီးဌာနကဖွဲ့ထားတဲ့မဟာဗျူဟာနှင့်နိုင်ငံတကာလေလာရေးအဖွဲ့ သူတေသနာအဖွဲ့အနေနဲ့လောက်ကင်ဘုသူတချို့နဲ့ဖွဲ့စည်းထားတာပါဒီအဖွဲ့ဟာလွတ်လပ်တဲ့အဖွဲ့တော့မဟုတ်ပါဘူးစစ်ကောင်စီရဲ့ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ခံအဖွဲ့အဖြစ် ဖွဲ့စည်းထားလို့စစ်ကောင်စီရန်တရားအစိတ်ပိုင်းတစ်ခုအဖြစ်တွေ့ရပါတယ် MNTD ရဲ့ရည်ရွယ်ချက်မှာပြည်တွင်းဒေသတွင်းနဲ့နိုင်ငံတကာမှာမြန်မာပြည်ရဲ့အမြင်တွေကို ထုတ်ဖော်ပြသဖို့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ကွဲပြားတဲ့အမြင်နဲ့သဘောထားကိုအတိမတ်ပြုတဲ့ပြဿနာဖြေရှင်းရေးချီးကပ်မှုကိုအားပေးဖို့မြမပြည်ငင်းချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေသူတွေကိုပံ့ပိုးဖို့ဆိုပြီးပေါ်ပြပါတယ်စစ်ကောင်စီအကြံပေးတွေကိုပြန်ကြားရေးလက်အောက်ခံ MNTT မှာအားဖြည့်ပြီးနေပြည်တော်မှာဖိုရမ်လုပ်တာပြည်ပပညာရှင်တချို့ကိုဖိတ်ကြားတာနိုင်ငံရေးစကားလုံးအစမ်းတွေနဲ့ဖန်ဆားဖို့ကြိုးစားတာစစ်ခေါင်းဆောင်ကိုယ်တိုင်နေပြည်တော်မှာအမှားစကားပြောကြားတာတွေဟာ သူတို့ပြုလုပ်မဲ့ရွေးကောက်ပွဲအတွက်ရည်ရွယ်တဲ့စစ်ကောင်စီရဲ့နိုင်ငံရေးခြေလှမ်းဖြစ်တယ်ဆိုတာရှင်းလင်းစွာ တွေ့ရမှာဖြစ်ပါတယ်။လက်ရှိမှာတော့စစ်ကောင်စီဖွဲ့ထားတဲ့အကြံပေးဆိုသူတွေကစပြီးမြို့ပေါ်မှာကြံနေခဲ့တဲ့တကြွလှုပ်ရှားသူတို့တွေအထိစစ်ကောင်စီကိုစန့်ကျင်တဲ့အဖွဲ့အစည်းနဲ့လူပုဂ္ဂိုလ်တွေကိုဝေဖန်တဲ့နေရာမှာလက်မတွန်ကြပါမိမဲ့စစ်တပ်ကတော့ဝေဖန်ပြောဆိုထားတာမတွေ့ရပါဘူး။ လက်ရှိအချိန်မှာကဘာကြီးဗဟုဝင်ရိုးလို့ဆိုနေပေမဲ့စစ်ကောင်စီကိုဆက်ဆံတဲ့အစိုးရဟာတရုတ်နဲ့ရုရှားပဲရှိပါတယ်။ဒီအခြေအနေကိုပြောင်းလဲဖို့ကကဘာကြီးနဲ့မဆိုင်ပဲမြန်မာပြည်တွင်းရေးနဲ့ပဲဆိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ပထမအချက်ကစစ်တပ်ဟာတိုင်းပြည်ကိုတည်ငြိမ်အောင်မထိန်နိုင်တာနေဆက်ဒေသအများစုကိုမထိန်ချုပ်နိုင်တာတွေကြောင့်ဖြစ်ပါတယ်။လက်ရှိတရုတ်ရင်းနှီးမြှုပ်နှံမှုတွေရပ်တန့်နေတာ နေဆက်ကုံသွေးအများစုရပ်တန့်နေတာဟာ စီးပွားရေးပိတ်ဆို့မှုတွေနဲ့မဆိုင်ပါဘူးဒုတိယကစစ်အာဏာသိမ်းလေးနှစ်တာကာလအတွင်းပြည်တွင်းစစ်ကြေပြန့်လာပြီးစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်လို့မြန်မာပြည်ဟာစစ်စရိတ်ပိပြီးဖွံ့ဖြိုးတိုးတက်ဖို့မဖြစ်နိုင်ပါဘူးဒီလိုအခြေအနေမှာစစ်ပွဲတွေကိုရပ်ဖို့လိုပြီးငြိမ်းချမ်းရေးရယူဖို့လိုတယ်ဆိုတာညှင်းခုံဖို့မလိုတဲ့အချက်ပါဒါပေမဲ့ဘလို့နီးနဲ့ငြိမ်းချမ်းရေးယူမလဲဆိုတဲ့အချက်ကမတူကွဲပြားနေပါတယ်စစ်ကောင်စီက အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ပြည်သူ့ကာကွယ်ရေးတပ် PDF တွေကိုအကြမ်းဖက်အဖွဲ့လို့ကြီးညာထားပြီးလက်နက်ချရမယ်ဆွေးနွေးတာမဟုတ်ဘူးလို့ဆိုထားပါတယ် PDF တွေကြွေးကြော်တဲ့သွေးကြွေးမှာဆွေးနွေးစရာမရှိဆိုတဲ့အချက်ကိုနိုင်ငံရေးပိတ်မိနေပါတယ်ဆိုပြီးပညာရှင်စုစုတွေကပြောဆိုထောက်ပြနေပေမဲ့စစ်ကောင်စီက NUG PDF တွေနဲ့မဆွေးနွေးလက်နက်ချရမယ်ဆိုတဲ့အချက်ကမှားယွင်းပြီးဆွေးနွေးဖို့လိုတယ်ဆိုတာကို ပြောဆိုထောက်ပြရဲတာမတွေ့ရတလို့အခုတင့်တန့်ဆိုတာကရော ထောက်ပြရဲပါမလား2015တုန်းကလည်းအေးအေးရခိုင် TNL တအန် MNDAA ကိုကန်၃ဘွယ်ကိုလက်နဲ့စွန့်ရမယ်ပြောပြီးအပြစ်ခတ်ရစရေးစာချုပ် NCA ကိုတော့လက်မှတ်ထိုးခွင့်မပြုခဲ့လို့စစ်တပ်ဟာအခုဘယ်လိုအခြေအနေဖြစ်နေလဲဆိုတာအလုံးသိပါတယ် PDF နဲ့ຫນွေဦးတော်လန်ရေးအင်အားစုတွေကိုလည်းအချင်းတို့အတွင်းချိန်မုံနိုင်မယ်ထင်ခဲ့တဲ့ စစ်ကောင်စီဟာလက်တွေ့မှာပြောင်းပြန်ဖြစ်နေပါတယ်။ဒါကြောင့်တိုင်းရင်းသားလက်နက်ကင်တွေ PDF နဲ့ຫນွေဦးတော်လန်ရေးအင်အားစုတွေကိုလက်နက်ချခိုင်းတဲ့စစ်တပ်ရဲ့သဘောထားဟာလက်တွေ့မှာမဖြစ်နိုင်ဘူးဆိုတာကိုထောက်ပြရဲတဲ့ပညာရှင် အခုထိမတွေ့ရသေးပါဘူး။တတိယအချက်ကဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီးပြီးဘသူနဲ့မှတွေ့ခွင့်မပေးဘဲပိတ်လောင်ထားတဲ့စစ်ကောင်စီရဲ့လုပ်ရက်ကနိုင်ငံရေးအရပိတ်မိပြီးအမျိုးသားရင်ကြားစစ်ရေးကိုရော ပြိပခညှိနှိုင်းဖြေရှင်းရေးလမ်းကြောင်းကိုပါပိတ်မိနေတဲ့အပြင် အပြုတ်တိုက်ရေးကိုဥတီနေတယ်လို့ဘဲပညာရှင်ကမှစစ်တပ်ကို ထောက်ပြတာမတွေ့ရပါဘူးမြန်မာသင်းတန့်ပညာရှင်ဆိုသူတွေကရောထောက်ပြရဲပါမလားစတုထအချက်အရအရင်ကဝါပြည်သွေးစည်းညညရေးတက်မတော် UWSA နဲ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA မိုင်းလာတို့ပဲထိမ့်ချုပ်နေမြေရှိနေပေမဲ့ခုအချိန်မှာ တိုင်းရင်းသားအဖွဲ့များစွာရဲ့ထိ ंछ ုံနယ်မြေတွေရှိနေပြီဖြစ်တဲ့အတွက်စစ်တပ်တရက်သေးစုတ်ကင်ထားတဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ NCA တို့ကဖြည့်ရှင်းလို့မရဘူးဆိုတာမြန်မာသင့်တန့်အပါအဝင်ဘဲပညာရှင်တွေကထောက်ပြမလဲဆိုတာစိတ်ဝင်စားစရာပါစစ်ကောင်စီဟာအရင်ခန့်ထားတဲ့စစ်ကောင်စီအကြံပေးအဖွဲ့ဆိုတဲ့ပညာရှင်တွေနဲ့အလုံးမဖြစ်လို့အင်အားထပ်ဖြည့်ပြီးဖွဲ့စည်းခဲ့တဲ့ MNDD အဖွဲ့ဟာလည်း စစ်ကောင်စီလုံမဲ့ရွေးကောက်ပွဲအတွက်ရည်ရွယ်တဲ့ပြည်တွင်းပြည်ပမှာစစ်ကောင်စီမူဝါဒတွေကိုနိုင်ငံရေးစကလုံးလှလှတွေတုံးပြီးလော်ဘီလုပ်တဲ့အဖွဲ့တစ်ဖွဲ့ဖြစ်တယ်ဆိုတာတက်မပေါ်ပါဘူး